ပန်းစကားအခုကျွန်တော်ဒီ survive ကိုကွန်ပျူတာနဲ့စာစီနေတယ် yes way ကိုကြည့်လိုက်တော့ february 9ရက်ဒီနေ့မနေ့အဲ့ရထထချင်းတော့ကတော့စဉ်းစားမိတယ် valentine day နေ့နေပြီနော်မိမကိုပန်းစီလက်ဆောင်ပေးဖို့မမေ့နဲ့ဒါပေမဲ့ရောက်ကြရတဲ့ထုံးစံတိုင်းမိသွားပြန်တယ်မမေ့နဲ့မမေ့နဲ့လို့မနေ့ကလည်းကိုကိုတတိပေးခဲ့တယ်ကိုဒီနေ့ကလည်းတတိပေးတယ်ဒါပေမဲ့ခေါင်းထဲမှာကြက်ကြမခံပြန်ထွက်သွားတာပဲအဲ့လိုမိနေတော့မှကျွန်တော်စီကိုဖုန်းဝင်လာတယ် ကျွန်တော်ဖုန်းဆက်မယ်ဖုန်းဆက်မယ်ဆိုပြီးစဉ်းစားလိုက်မေ့သွားလိုက်ဖြစ်နေခဲ့တဲ့ပန်းဆိုင်တွေရဲ့ဒီဇိုင်းကျွန်တော်ဖုန်းဆက်လာတယ်ကျွန်တော်ရဲ့မှတ်စုစာအုပ်ထဲမှာမှတ်ထားတဲ့ပန်းဆိုင်၄ဆိုင်ရှိတယ်အဲ့ဒီရဲ့ဒီဇိုင်းဖုန်းထဲကနေအတန်တတာနဲ့မိန်းကလေးတယောက်ရဲ့အတန်ထွက်လာတယ် Mr. Shaw လားရှင့်မင်္ဂလာနဲ့ခင်ဗျာ Why at happen အလှဆင်ဝန်ဆောင်မှုကဆက်တာပါမနစ်က Mr. Shaw ကျွန်မတို့စီကနေပန်းစည်းမှပြီး Mr. Shaw ရဲ့ဇနီးကိုပို့ပေးဘူးလားလေတတိယလို့ဖုန်းဆက်လိုက်ကြပါ ဒီနေ့ Valentine Day အတွက်ရောဖန်စီပို့အောင်မလားရှင်ဘလောက်ညံကောင်းလိုက်တယ်လဲတေချာစဉ်းစားကြည့်ရင်ရှင်းရှင်းလေးနှစ်တိုင်းနှစ်တိုင်း February 14ရက်နေ့ဆိုတာ Valentine Day ပဲမပြောင်းလဲဘူးနှစ်တိုင်းနှစ်တိုင်း February 14ရက်ရောက်တိုင်းတန်ပေါင်းများစွာသောယောက်ျားတွေကသူတို့ရဲ့ချစ်သူတွေဇနီးမယားတွေကိုဖန်စီတွေပို့ကြတယ်ယောက်ျားလေးတော်တော်များများမှာတူညီတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဖန်စီပို့ချင်လို့ပို့တာချက်မဖြစ်မနေမို့လို့ပို့ရတာပုံများတယ်ဖန်စီလေးမှမပေးရင်ပြဿနာတက်တော့မှာပါ ကမန်ကနပြေးဝဲရတဲ့ပစ္စည်းဆိုတော့ဒီတော့ညံကောင်းတဲ့ပန်းဆိုင်ဒီဇိုင်းအတွက်ဒီခွင့်ရေးကိုအသုံးချလို့မရဘူးလားခမညာကပန်းဆိုင်ဒီဇိုင်းပိုင်နေဆိုပါစို့ဒီနှစ်တော့ပန်းစီမမဲ့သူဘယ်နှစ်ယောက်လောက်များဖုန်းဆက်မလဲမသိဘူးဆိုပြီးထိုင်ဆောင်နေမဲ့အစားကိုဘကတိုက်စစ်စင်ပိုးစင်မပြေဘူးလားမနစ်ကကိုစီမပန်းစီမထားဘူးတဲ့သူကိုကိုဘကနေစာရေးဖုန်းဆက်လိုက်ယောက်ျားဆိုတာမျိုးကကြိုတင်ပြင်ဆင်မှုဘယ်လောက်နေသလဲခမညာသိနေရပါပဲ ပန်းစည်းထဲမှာပန်းပနက်ပွင့်ထည့်ရင်ကောင်းမလဲဆိုတာလေဒီယောက်ျားရေကြိုးစမ်းစားထားမှာမဟုတ်ဘူးဒါလည်းခမည်းသိတယ်ဒီတော့တပတ်လောက်ကြိုးပြီးဖုန်းဆက်လိုက်ဗလန်တိုင်းဒေးအရင်နေ့လိုက်ရင်ဒီယောက်ျားရေပြရန်ခတ်ပြီးဘာလို့လို့ဘာကန်ရမှမသိဖြစ်တော့မယ်ဒီတော့ရက်အရင်ကတည်းကအထီးမဆောင်နဲ့တခြားပန်းဆိုင်တွေကိုမဆက်သွဲခင်ကိုဘကစောပြီးကြိုးဆက်သွဲထားလိုက်ဒါဆိုရင်ဗလန်တိုင်းဒေးရောက်တဲ့အခါပန်းပနက်ပွင့်ထည့်ပေးရမလဲခမရဘက်ကအတိအကျကြိုသိရတယ်။လိုတဲ့ပန်းရည်အတွက်တွေကိုပန်းသည်တွေစီကနေကြိုမာထားလို့ရတယ်။ အများကြီးမှပဲရောင်းမကုန်ပါဘူးစိတ်ပူစရာမလိုတော့ဘူးနည်းနည်းလေးပဲမှထားပြီးကိုယ့်စီမှာပန်းမရှိတော့လို့သူများစီရောက်သွားတာမျိုးလည်းမဖြစ်တော့ဘူးตาရဲ့စိတ်သက်ဆိုတာဒါမျိုးကိုပြောတာตาကောင်ဖြစ်နေထိုင်ဆောင်နေမဲ့အစားကိုယ့်ဘက်ကတိုက်စစ်ကိုစတတ်ဖို့လိုတယ်စားသုံးသူတွေကိုအဆင်ပြေအောင်ကိုယ့်ဘက်ကအမြန်ဆုံးကုနေပေးခြင်းဟာပြန်ဘက်တွေကိုအနိုင်ယူဖို့အကောင်းဆုံးနည်းလမ်းပဲအန်စည်းဝယ်ဖို့သတိမေ့နေကြတဲ့ယောက်ျားသူကြီးကလည်းခင်ဗျားကိုကျေးဇူးတင်ပါတယ် ဘသူမှသတိမရရင်ကိုဘကဆပြီးစီရင်စင်ထားတဲ့အတွက်ပြိုင်ဘက်တွေအကုန်နောက်ောက်ကြကုန်မယ်ပြိုင်ဘက်တွေမတိလိုက်မတိပါတာနေနေကြတဲ့အချိန်မှာခမည်းဘက်ကဖြတ်ထုံညံကိုထုတ်သုံးနိုင်